ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်တရားရေငါရဲ့အစားပုတ်တဲ့ရောက်ခမမိသားစုငါလိုတနာဆရာကောင်းတဲ့ချွေးမကိုဘယ်ဘဝရဲ့မကျေနပ်တာတွေနဲ့ခိုင်းစားနေလဲမသိဘူးတနတ်သေးကိုကြုံဆက်ကြီးလုံးနေပြီးတော့ ပလာတာ36မြို့လောက်ရတာလွယ်တဲ့အလုံးမလို့လားဒေါတာတကြီးနဲ့တန်တာကမိဖို့ကြောင့်နေမှာဂျုံနေနေတော့တာပုံဒီချိန်မှာရောင်းမဖြစ်သူစုကြီးကတောင်းဆိုလိုက်ပါတယ်အမရေအိုးအမတန်နာရေညီမချက်သွနေပလာတာမစားအောင်နော်ဒီနေ့ညီမထောပတ်မြများနဲ့ပလာတာစားချင်တာအဲ့ဒါလုတ်ပေးနော်လွန်နာပေါ့တကယ်ပါပဲအစတော့ကဒီမတန်မှပစက်ပိတ်နေပြီးတော့ငါမှတော့မျက်လုံးတွေတော့နာနေပြီချက်သွနေလင်းလင်းနဲ့ အခုတော့ချက်သူနေပလာတာမဟုတ်ဘူးတဲ့နောက်တမျိုးပြောင်းသွားပြန်ပြီစိတ်တွေလည်းကုန်နေဟဲ့သမီးရဲ့အမေရဲ့အာလူပလာတာမှာအာလူတွေကိုတသေးချာချာလေးချိန်ပြီးတော့ထည့်နော်မနေ့ကလိုမျိုးအာလူအခဲတွေနဲ့ပလာတာမလုတ်လိုက်နဲ့နော်ကြားလားမြေးမလေးရေအဖွားတွက်ကမုံလာဥပလာတာလောက်ဖို့မမေ့နဲ့နော်ဘာလို့လဲဆိုတော့မုံလာဥပလာတာမပိုင်စားမဝင်လို့လေဟုတ်ကဲ့ဘွားဟုတ်တာပေါ့ဟုတ်တာပေါ့မုံလာဥပလာတာမဆိုင်ဘယ်လိုလုပ်လေးလဲနိုင်ပါလဲဟိုတယ်တွေကစပိုမူးတွေတောင် ငါရခမရရဲ့စိတ်ကြိုက်လိုက်ပြီးချက်ပေးနိုင်မှာမဟုတ်ဘူး။ငါမှလိုက်ချက်ပေးနေရတာ။အခုမှပဲနောက်တရမိတော့တာပဲ။မင်္ဂလာဆောင်မဲ့အစားစင်ကေဘဝနဲ့ပဲတည်တာပိုကောင်းမယ်။ချစ်ရတဲ့ပြိတ္တတို့ရဲ့ကျွေးမတယောက်ထဲက36မျိုးသောပလာတာကိုလုံကျွေးရတယ်ဆိုမှတော့ဒေါသထွက်တာဖြစ်တဲ့နာပေါ့။ဘာဖြစ်လို့များတန်တာကဒီလောက်တောင်ဒေါသတွေထွက်နေရလဲ။ဒီအကြောင်းအရာတွေကိုသိရဖို့အတွက်ဆက်ပြီးကြည့်လိုက်ကြရအောင်။ဖုံဖုံကဒုက္ခတာကိုပြောလိုက်ပါတော့တယ်။ ဒီမှာကြည့်ပါဦးတက္ကမခတ်တာကြီးကောင်းတဲ့ဟာရဲဟုံပြည့်စုံတာပဲနော်ဘန်မာစရင်ကင်လောက်တာလာတိုင်းတင်းချီပြီးပတ်စံရှာနိုင်နေရိုးရိုးကလည်းမြင့်နေစားနိုင်တောက်နိုင်ပြီးချမ်းသာတယ်မိသားစုပါလေတန်တော်သမီးလေးကဘယင်မလို့ဆံမြဲရနိုင်မယ်ဖုံဖုံကကောင်းလေးဘက်ကမိသားစုကိုရောကောင်းလေးကိုရောချီးမွမ်းပြီးပြောဆိုနေတာကိုကြည့်ပြီးတော့ဒေါက်ခတ်တန်းလေးဘာမှကိုမစင်းစားတော့ဘဲသူ့သမီးကိုမင်္ဂလာဆောင်ပေးဖို့အတွက်သဘောတူလိုက်ပါတယ်ကျမတော့ကောင်းလေးကိုသဘောကျရင်ရှင် ကောင်းလေးဖက်ကိုတော့ဖုံဖုံကပဲရှေ့ဆက်လုပ်ပေးပါအောင်။ဟုတ်ပြီလေ။ဒါဆိုလေတော့ရမယ်နော်တက္ကမခတ်တာ။မင်္ဂလာပါ။မင်္ဂလာပါရှင်မင်္ဂလာပါ။သမီးရဲ့သမီးတို့အင်တာဘက်ရှာတွေ့ပြီးမှတ်လိုက်တော့သမီးအဲ့မှာဘာမှအပင်မခံစရာတော့လို့မှမဟုတ်ဘူး။အဲ့အိမ်မှာသမီးပြောတဲ့အတိုင်းလိုက်လုပ်ပေးမယ်အိမ်ဖော်ရီရှိလောက်မှာ။ကို့အမေရဲ့စကားတွေကြောင့်တန်တာလေးစိတ်ကူးယဉ်မိသွားခဲ့ပါရဲ့။ဒါဆိုမင်္ဂလာဆောင်ပြီးရင်တော့ငါတို့အေးအေးဆေးဆေးစိန်ခမ်းမင်းနေရတော့မှာပေါ့ ရန်နေငယ်ကြားရင်းနောက်မှာတော့နှစ်ဖက်မိဘတွေကမင်္ဂလာဆောင်မဲ့နေ့ရက်ကိုအတည်ပြုပြီးတန်နာနဲ့ထမ်းမြတ်တို့ကတခန့်တနာမင်္ဂလာဆောင်ကိုကျင်းပပြီးတော့ရောက်ခမရင်ကိုရောက်လာပါတယ်။ဒီချိန်မှာမက်တွေနဲ့ရောင်းမာတွေကပေါင်းပြီးတချင်းဖွင့်ပြီးကနေစုံနေကြတော့တာပေါ့။ကဲနင်တို့လေးယောက်လုံးတော့ပါတော့ဘာလို့ငါ့ရဲ့မြေချွေးမကိုစားနှောက်နေရလဲ။ခင်မကြီးမြေမြလေးအိမ်ကနေကြိုဆိုလိုက်လေငါ့ရဲ့ချွေးမလေးကပင်မနေလောက်ပြီ။ဟောင်းဆွစ် ငါရဲ့အဖွားရောက်ခမရမ်းကိုကောင်းတာပဲအိမ်ထဲကိုဝင်ခဲ့လေသမီးကိုဒီအိမ်ကနေနှွေးထွေးစွာနဲ့ကြိုဆိုလိုက်ပါတယ်ဒါနဲ့အမပလာတာတွေလှုပ်တက်ပါရင်နော်လှုပ်တက်တယ်လေအမပလာတာမျိုးစားအများကြီးလှုပ်တက်တယ်ဒါဆိုရင်တော့အမနဲ့ညီမလေးတို့ရဲ့မိသားစုကအရန်ကိုလိုက်ဖက်ပြီပဲဖီးအားရေသူတို့ညောင်လှုပ်တာနဲ့အကုန်လုံးပေါ်တော့မှာပဲချွေးမအခုမှစလာတာပဲရှိသေးတယ်ကဲနင်တို့ညောင်လို့တော်ကြတော့ဘာလို့အမကိုစနောက်နေရလဲဒါလေးထမြက်ရေး တမီးကိုအခန်းထဲခေါ်သွားပေးလိုက်လေတမီးသားစုလုံးကနားယူဖို့အတွက်ကိုစီကိုစီအခန်းထဲကိုဝင်သွားကြပါလိမ့်မနေ့လေးနာရီကျော်လေးနောက်မှာတော့ဖားရောက်ခမဖြစ်သူဒုံမြကြီးကအခန်းတကားလာခောက်ပါလိမ့်ညီမလေးရေညီမလေးထားတော့လေအမ်ညတကောင်ကြီးဘသူကလာနိုးနေရလဲနားမှာကိုစုပ်ပြီးအိတ်နေလို့မကြားတာလားတကားဖွင့်စမ်းထားမဲ့ချိန်ရောက်နေပြီဘာဒုက္ခလဲနော်အခုမှ9နိုင်တောင်ထိုးသေးတာမဟုတ်ဘူး ဘာလို့ဖားလာနိုးနေရတာလဲမျိုးလုံးပုတ်ပြီးတော့တန်တာက တကားကို ဖွင့်လိုက်ပါတယ်မြ мян လေးပြင်ဆင်စရာပြင်ဆင်ပြီးတော့မိဖို့ကြောင့်တော့လာခဲ့တော့မနဲ့စောစောထတာချွေးမကောင်းတယောက်ရဲ့လက္ခဏာလေစိတ်ညစ်ညစ်နဲ့ရေမိုးချိုးဖျားရှိခိုးပြီးတော့အောက်ထက်ကိုဆင်းလာပါတယ်အဲ့ဒီချိန်မှာရောက်ကမမိသားစုတစုလုံးကစောစောထပြီးထမင်းစားစပွဲပုံပေါ်မှာမနေ့စာစားဖို့အတွက်စောင့်နေကြရတာပေါ့ Good morning မှာချေရတဲ့မကြီးမြ мян လီကျွန်တော်တို့ကိုမနေ့စာလီလုပ်ပေးပါတော့ဟုတ်ပါပြီ ခုလောက်ပေးမယ်နော်။ဖះရီမနှက်စာစားဖို့အတွက်နဲ့အဲ့လောက်တောင်စော်ထရလား။အေးရီတောင်ပြက်တယ်။ဘာမှမဖြစ်ပါဘူးလေ။ပေါ့ပေါ့ပါပါမနှက်စာလောက်ပေးပြီးတော့ပြန်အိတ်လိုက်မယ်။ဒါပေမဲ့တန်းနာကမိဖို့ကြောင့်လေးကိုဝင်တဲ့အချိန်မိဖို့ကြောင့်လေးမှာအာလူချက်တန်ဒီဂေါ်ဘီခရမ်းကျင်ဒီအထုပ်တွေကိုထားထားတော့တာပေါ့။သမီးရဲ့လာပြီလား။သမီးရဲ့မောင်လေးတွေနဲ့အဖေကလေမနှက်စော်စော်ထပြီးတော့တိုင်ကနေဈေးဝယ်လာခဲ့တာ။မြန်မြန်လေးပလာတာ10မျိုးလောက်လာခဲ့လိုက်နော်။ မနက်စာအတွက်ပလာတာစေမျိုးကိုလုတ်ခိုင်းတာကိုနားထောင်ပြီးတော့တန်တာကအံ့ဩသွားခဲ့ပါတယ်။ပလာတာစေမျိုးတော့လား။ဒါပေမဲ့မေအခုကမနက်စာစားမဲ့ချိန်လေပလာတာနှမျိုးလောက်ပဲလုတ်လိုက်မယ်လေ။မနက်စာကိုပလာတာတွေအများကြီးစားရင်လည်းမကောင်းဘူးလေအမေ။သမီးရဲ့အမေတို့ကတနက်ကရိုတီ၁၂မျိုးမပြောနဲ့36မျိုးလောက်စားကြတာအခုလောလောဆယ်တော့အာလူးပလာတာကော်ပီပလာတာပဲပလာတာကြက်သွန်ပလာတာမုံညင်းပလာတာဆက်ဆက်နဲ့ငငယ်လေးပလာတာ ထောက်ပက်ပလာတာနဲ့ရိုတီလုတ်လိုက်နော်အမေရေနောက်ထပ်ကြံနေသေးတဲ့ပလာတာရှင့်လည်းတခါရဲပြောလိုက်ပါလားကဲတလောက်ဆိုရပြီလေအခုကပို့ပို့ပါပါမနှက်စာစားတာဆိုတော့နောက်တစ်ခုရှိသေးတယ်မဆလာလက်ဖိရောပဲမနှက်စာတော့တလောက်အများကြီးပလာတာလှုပ်ရရင်နေ့လယ်စာနဲ့ညစာဆိုရင်တော့ငါဘဝတော့သွားပါပြီညနာမိတ်ပြီးစိတ်ညစ်ညစ်နဲ့တန်တာကမနှက်စာကိုလှုပ်လိုက်ပါလေအာလူကိုတော့ပြုတ်ထားလိုက်ပြီပေါင်းအိုးကစီတီတံမပေးခင်ကျက်သူနေတွေပါရလီထားလိုက်မယ် ကော်ပီပလာတာမုံညင်းပလာတာနဲ့တခြားပလာတာတွေလည်းလှုပ်ဖို့ကြံသေးတယ်။ငါတော့ဘလို့ဖြစ်ပြီးဒီစားပုတ်တဲ့မိသားစုနဲ့လာပတ်သက်မိလည်းမသိပါဘူး။ကျက်တော်နေနဲ့လိုအပ်တဲ့ပစ္စည်းတွေအလုံးကိုလှီးပြီးအစင်းတဲ့လှုပ်လို့ပြီးသွားတဲ့အချိန်မှာတော့နှစ်နာရီကျော်လောက်ကြာသွားတော့ပုံ။ဖေးဟားရေအခုမှအသီးရွက်တွေလှီးလို့ပြီးရပဲရှိသေးတယ်။ခါးတွေကညောင်းနေပြီးကြုံနေဖို့လည်းကြံသေးတယ်။စင်ညင်ညင်နဲ့တန်တာကဂျုံနေနေတဲ့အချိန်မှာ တန်နာရဲ့အစားပုတ်တဲ့ရောက်ခမမိသားစုကစူညံပွက်လို့ရိုက်လာကြရတော့ပေါ့။သမီးရေအခုထိမပြီးသေးဘူးလား။ဘိုင်းစာနုလို့ဘိုင်းထဲမှာလည်းစစ်တွေဖြစ်နေပြီ။ခဏလောက်စောင့်ပါအဖေရေပြီးတော့မယ်။ဂျုံနယ်လို့တော့ပြီးသွားပြီ။မြ мян လေးပလာတာလှုပ်လိုက်မယ်။တနားစရာကောင်းတဲ့ချွေးမကသူ့ရဲ့တောင်းဆိုချက်တွေအတိုင်းပလာတာတွေအများကြီးကိုလှုပ်ပေးပြီးတော့ခူးကြည့်လိုက်ပါရယ်။အမရေအာလူပလာတာနှစ်ချက်လောက်ယူလာပေးပါလား။အေးအခုယူလာခဲ့မယ်။အမရေကျွန်တော်တို့လည်းဂိုဘီပလာတာလေးချက် အခုယူလာပေးမယ်နော်မောင်လေးသမီးရေသူတို့ပြောတော့နောက်မှပဲလုပ်ပေးလိုက်အရင်ဆုံးအဖွားအတွက်မုံလာဥပလာတာရှူလာခဲ့ခဏလေးနော်အခုယူလာပေးပါမယ်တခုတော့လုပ်လို့မပြီးသေးဘူးနောက်တစ်ခုကခိုင်းနေပြီစူရီရေပလာတာလာယူလိုက်ပါအောင်အမရေအမကိုယ်တိုင်ပဲပလာတာလာပေးလိုက်ပါနော် please ငါရဲ့အလောက်တခုရောင်းမတွေကလည်းထိုင်ရနေတော့မထချင်ကြဘူးဘလို့နီးနဲ့မစိုး36မျိုးတော့ပလာတာကိုလှုပ်ပြီးရင်လည်းသူတို့ခူးကျွေးအဲ့ဒါပဲသူတို့သိရဲ့ ကြည့်နေရင်ကြည့်နေရင်လည်းဂျုံ၁၀ကီလိုကကုန်သွားပါတော့တယ်။ဖះရေဘလို့လို့ပြီးတလောက်တောင် စားနိုင်ကြတာလဲ။တနက်စာလေးတောင်ဂျုံ၁၀ကီလိုကုန်အောင်စားနိုင်တယ်တဲ့လား။ထားလိုက်ပါတော့။အနည်းဆုံးတော့နေ့လယ်မှာအနားယူလို့ရပြီ။ညာရင်နေငယ်ကြားရင်းနောက်မှာတန်တာကညစာအတွက်ဘာချက်ရမလဲလို့မေးလာတဲ့အချိန်မှာတော့အမေရေညစာဘာချက်ရမှာလဲ။မေးစရာဘာလို့လို့လဲတန်တာ။ညစာလေးပလာတာပဲလေ။ဘာပြောလိုက်တယ်။ ချက်ပြီးတော့ပလာတာပဲလားဟုတ်တယ်သမီးမနေ့ကတိုင်ပဲပလာတာလုပ်လိုက်ပြီးတော့ပဲပြပလာတာရောရိုတီနဲ့ဟင်းသင်းရွက်အနှစ်လည်းနည်းနည်းလေးထပ်လုပ်လိုက်ဟုတ်ကဲ့ဘွာအန်ကျင့်ပြီးတော့တန်တာကမိဘကြောင့်လေးဝင်ပြီးပလာတာကိုပြန်လုပ်ပါတော့ရေတလောက်ပလာတာအများကြီးကိုဘလို့လို့စားနိုင်ကြလဲမသိဘူးဘောစီဘောစီလုပ်ပြီးတော့တန်တာကထောပတ်ပလာတာအာလူပလာတာဂေါ်ဘီပလာတာပေးပြပလာတာနဲ့တခြားပလာတာတွေလေးလုပ်ပြီးခူးကြည့်လိုက်ပါတယ်တခါတလေဂျုံထဲမှာရေထည့်တာလေးများသွားသလို လန်တာလုပ်ရင်းနဲ့လက်လိမ်မီးပူရတော့ပေါ့ဒီလိုနဲ့ပဲရန်နေငယ်ကုံဆုံးသွားခဲ့ပါတယ်နေတိုင်းနေတိုင်းပလန်တာ36မြို့လုပေးရတာကြောင့်သူလိမ်စိတ်ညစ်လာပါတယ်တန်တာကသူ့ရဲ့ရောက်ခမမိသားစုကိုပညာပြနိုင်မှာမလားဒီနေ့လုံးဝ special platter လောက်ချေးပြစ်မယ်တသက်လုံး platter စားဖို့တော့မေ့သွားလို့အဲ့လိုပြောပြီးတော့တန်တာကဒေါသတကြီးနဲ့ပလန်တာထဲမှာငရုတ်သီးစင်းတွေကိုထည့်ပြီးလှုပ်လိုက်ပါတယ်သမီးရေပလန်တာလှုပ်လို့ပြီးပြီလား ခုပြီးတော့လေအဖေဘိုက်ဆောင်နှွန်းတို့ပလတာစားဖို့စောင့်နေတာကြာပြီစားလေဖေအေးစီစီစားကြရှင်တို့လည်းစားကြလေအဲ့ဒီနောက်မှာတော့စားပုတ်တဲ့ရောက်ခမမိသားစုက ပလတာကိုအာပါတိယစားပြီးဆက်နေကြပါတယ်ဖေရည်အိုးတမီဘလူဖြစ်ပြီးတော့ဒီနေ့ပလတာအရင်ဆက်နေရတာလေအမလီဖရားရေရေတိုက်ကြပါဦးဟဲ့ဆက်လွန်းလို့ခေါင်းတော်ထူပူနေပြီအခုသိပြီလား လိုလုပ်ပြီးတနက်စာအတွက်ပလာတာ36မျိုးတော့လောက်ရလဲဆိုတာအခုမှထွေလာပဲရှိသေးတယ်။တကယ်လို့ရှင်တို့သာပလာတာ36မျိုးစားတဲ့အကျင့်ကိုမဆွတ်လွတ်ဘူးဆိုရင်တကားလုံးကြည့်ဖို့အတွက်ပြင်ထားလိုက်တော့ချွေးမရဲ့ဒေါသနဲ့ခက်ချမ်းတဲ့စကားတွေကိုနားထောင်ပြီးတော့ပလာတာစားရတာကြိုက်တဲ့ရောက်ကမမိသားစုလေးပြောင်းလဲသွားကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။